အမေဖြောက်ဦးရေဖောက်နေတဲ့အတန်ကြာလိုင်းအေးလေကြားရတယ်ကြီးကတော့ဒီအနေနဲ့မှမင်္ဂလာဆောင်ရှိနေရလားမသိဘူးနော်အေးလေဟုတ်မှာပေါ့အမေသမီးတို့မင်္ဂလာဆောင်မှာထမင်းသွားစားကြမယ်လေအဲ့ဒီမှာဆိုရင်တော့ထမင်းကောင်းကောင်းစားရမယ်ရေခဲမုတ်တွေပါရီလေအချိုတဲပွေးရမှာအဲ့ဒီမှာသတို့သမီးလက်လာလေးကိုလည်းမြင်ရမှာအမေရဲ့သွားကြရအောင်အယူမရဲ့သူများမင်္ဂလာဆောင်ကိုသွားချင်နိုင်ဝင်သွားလို့မရဘူးလေအမေတို့ကိုဖိတ်ထားတော့မှသွားလို့ရမှာပေါ့အခုလိုဝင်သွားရင်တခိုးနဲ့တူနေလိမ့်မယ်နော် အမေကလည်းလူတွေအများကြီးရှိနေမှာပေါ့တမီးတို့ကိုဖိတ်လာမဖိတ်လာဘယ်သူကသိမလဲတွားရအောင်နော်တွားရအောင်ပါတမီးကြီးကြမနေနဲ့ကြီးကြနေလို့ဘာမှမထူးဘူးလေအမေမတွားရဘူးလို့ပြောထားတယ်မလားကဲအငယ်မအကိုပြောပြမယ်တကယ်လို့တဲရောက်ကငါတို့ကိုတွေ့လို့မင်းရောဘလို့လောက်ကြမလဲဘယ်ဘက်ကလဲသရိုးသားဘက်ကလားသရိုးသမီးဘက်ကလားလို့မင်းရောမင်္ဂလာဆောင်ဖိတ်ဆက်ပါလားဆိုပြီးတော့မိလာခင်ရောကမလာယောက်ျားကတော့ကွယ်လွန်သွားခေတာကြပါပြီ ယောက်ျား꿰လွန်သွားခဲ့တဲ့နောက်သူကကလေးတွေကိုခေါ်ပြီးမြို့ပေါ်မှာတက်နေခဲ့ပါတယ်။သူလည်းအတော်လေးဒုက္ခဒုက္ခခံပြီးကလေးတွေကိုပြုစုပြောထောင်ပေးနေခဲ့ရတာပါ။အရင်နေ့မှာသမီးလေးအရန်ကိုဝါနဲ့နေရကိုတွေ့ခဲ့ရတဲ့အခါမှာတော့ကဲချော့သားရဲ့ဒီပတ်စံလေးယူသွားပြီးတော့ညီမလေးအတွက်ရေခဲမဝယ်ကျွေးလိုက်။နင်းလည်းတခါရဲစားခဲ့။ဟုတ်ကဲ့ကောင်းပါပြီမီ။ဒါနဲ့သူကမုတ်တွေအများကြီးစားကျင်နေရလေ။ရေခဲမဝယ်ကျွေးရုံနဲ့သူအဆင်ပြေပါမလား။ငါတို့မှအလောက်အထိဝယ်ကျွေးဖို့ပတ်စံမရှိဘူး။ဒီရေခဲမုံနဲ့ပဲအဆင်ပြေတော့ပါစေလို့ဆုတောင်းတော့ကောင်းပြီမေဒါဆိုရင်တော့ခေါ်သွားလိုက်မယ်။ ဒီလိုနဲ့မောင်နှမနှစ်ယောက်သာရေကင်မုတ်သွားဝယ်စားကြပါရင်အပြစ်ကင်းစစ်လို့နဲ့ညီမငယ်လေးကတော့ရေကင်မုတ်ကိုတွေ့ပြီးဝမ်းသာပျော်ရွှင်နေရပေါ့ဒီလိုနဲ့ရပောင်းများစွာကုန်ဆုံးသွားခဲ့ပါရင်အမေအလုံးလုံးနေတဲ့အချိန်မှာတမီးလေးရောက်ရှိလာပြီးတော့ပြောပါရယ်အမေတမီးတစ်ခုလောက်မေးလို့ရမလားအေးမေးလေတမီးရဲ့ဘာလဲအကိုကိုဘရော်လက်ထပ်ပေးမှလဲဘာလို့နေရာမေးနေရတာလဲတမီးရဲ့ကို့မင်္ဂလာဆောင်ပေးလိုက်လို့ရှင်တော့တမီးမုတ်တွေအများကြီးစားကြလို့ပါခေါဆွဲကြော်ရီရောကြားဆန်ကြော်ရီရောဂျမ်မောက်တွေရောရှီကဲမောက်တွေရောမောက်ချိုရီရောအများကြီးစားမယ်ပြီးလို့ရှင်တော့ကလည်းကမယ် အဝိဇ္ဇာအတ္တတွေဝတ်ပြီးတော့ပွဲခတ်မယ်လေအရန်ပင်မှန်ပြီးမောသွားတဲ့အခါကျရင်တော့အေးအေးတွေအများကြီးထက်တော့မယ်ပြီးရင်ထက်ကမယ်အများကြီးနေမကောင်းဖြစ်သွားတဲ့အခါကျရင်တော့ဆေးတွေလည်းအများကြီးထိုးရမယ်ညီမလေးရေအမေရလည်းအကောကဘာရီရှောက်ပြောနေရလဲမသိဘူးသူပြောတာမှန်တာပဲလေမင်္ဂလာဆောင်မှာအဲ့လိုထိအများကြီးစားတော့မယ်ဆိုရင်တော့နေနေမကောင်းဖြစ်သွားမှာပေါ့ကောင်းပါပြီဒါရီအလုံးခဏထားလိုက်အကောကိုဘတော်လက်ထက်ပေးမှလဲဆိုတာကိုပြောပြလေကာကြလေးရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာကျန်တဲ့မိသားစုဝင်တွေအလုံးကလည်းရီမောကုန်းကြပါရဲ့ ကာဂျယ်ကတော့မင်္ဂလာဆောင်သွားပြီးမင်္ဂလာဆောင်မှာကျွေးမွေးရဲ့အစာတောက်တွေစားရတာကိုအရန်သဘောကျနေခဲ့ပါတယ်။ဒါကိုတော့အမေနဲ့အကိုတို့ကကောင်းကောင်းသိပါတယ်။တရမှာတော့သူမရဲ့ဆန္ဒတွေပြေဝသွားပါတယ်။အိမ်ကြီးချင်းကတရမှာတော့ဇတို့အိမ်ကိုလာလေခဲ့ပါတယ်။ကဲအမကြီးအိမ်မှာရှိလား။ရှိပါတယ်ရှင်ရှိပါတယ်လာလေဒီမှာလာထိုင်ပါဦး။မထိုင်တော့ပါဘူးရှင်အလုပ်တွေကအရန်ကိုများတယ်။ဒီမှာမင်္ဂလာဆောင်ဖိတ်စာလာပေးရ။ မင်္ဂလာဆောင်ဟုတ်လားဘသူမင်္ဂလာဆောင်လဲကဲနေရဲ့အမဆူမန်ကိုလက်ထပ်ပေးရောမလို့လေသူရဲ့မင်္ဂလာဆောင်ဖိတ်စာဒါတကယ်ကိုပြောစရာကောင်းတဲ့ကိစ္စပဲအမဆူမန်တောင်းလက်ထပ်သွားပြီဒါနဲ့မင်္ဂလာဆောင်ကဘာမှလဲကောင်လေးကဒလီကလေဆိုင်အကြီးကြီးရှိတယ်ဒါနဲ့အန်တီအမင်္ဂလာဆောင်မှာဘာတွေတွေးမှလဲဟေးအဲ့လိုမမေ့ရဘူးလေတမီးရဲ့ဘလို့တွေပြောနေရလဲရပါတယ်ဟဲ့ရပါတယ်ခလေးမလားခလေးဆိုတော့ဒီလိုပဲပေါ့နင်ပါစားခြင်းလဲစားခြင်းတာတွေအားလုံးမင်္ဂလာဆောင်မှာရလိမ့်မယ်ကဲကဲကဲဒါဆိုရင်တော့ကျော်ဒီမှာမင်္ဂလာဆောင်ဖိတ်စာငါတော့အောင်မယ်ဟိ ဒီလိုနဲ့အိမ်ကြီးချင်းပြန်သွားပြီးကြမှာတော့သူမလည်းကခုံနေခဲ့ပါရယ်နောက်ဆုံးမှာတော့မင်္ဂလာဆောင်ရက်လေးကိုရောက်ရှိလာခဲ့ပါပြီအမေတမီးတို့အားလုံးဘလောက်တောင်မှလှလိုက်တယ်လေနော်လှတယ်လှတယ်အားလုံးထဲမှာငါတမီးလေးကအလှဆုံးပဲဒီနောက်အားလုံးကလည်းမင်္ဂလာဆောင်ကိုရောက်ရှိသွားကြပါရယ်အမေအမေဟိုဘက်ကိုသွားကြမယ်လေဘာလို့ဖို့လဲသတို့သမီးနားနေတဲ့အခန်းကဒီအရှိမရှိရလေအမေကလည်းသတို့သမီးကိုနောက်မှအေးဆေးကြည့်ကြမယ်သူကဘဲကိုထွက်ပြေးသွားမှာမို့လို့လေတမီးတို့သွားတာနောက်ကြသွားရင်စားစရာတောက်စရာတွေအားလုံးကုန်သွားလိမ့်မယ်သွားကြရအောင်လေနော်သွားကြမယ် အမေကတော့အားလုံးရဲ့သွားတွေ့လိုက်လေစကားလေးပါလေးပြောပေါ့ကျွန်တော်သူ့ကိုခေါ်ပြီးတော့မဟုတ်သွားတွေ့လိုက်အောင်မယ်သူ့ကိုအမေစိတ်ပူမနေပါနဲ့အတူတူသားနေနေပေးမယ်အကိုဖြစ်သူကလည်းညီမလေးနဲ့အတူတူအစားအသောက်တွေရှိတဲ့နေရာမှာသွားစားနေခဲ့ပါရီအစားအသောက်တွေကိုတွေ့ရတဲ့ညီမလေးကလည်းစားတောက်နေခဲ့ရပေါ့ကာဂျယ်ကတော့တွေ့ရမှုတွေအကုန်လုံးကိုယူပြီးတော့စားနေခဲ့ပါရီဒါရီကိုမြင်တွေ့ခဲ့ရတဲ့အခါမှာတော့အကိုဖြစ်သူလည်းအားအားသိနေပါရီအလိုဖြစ်နေရလဲတော်ပြီလေနင်ဘလောက်တောင်မှစားနေအောင်ပါလေရပါတယ်ကိစ္စမရှိဘူးအကိုရဲ့အိမ်ပြန်ရင်တော့အစာကျေးစေးတောက်လိုက်မယ် အခုလောလောဆယ်ပိုက်ဝအောင်စားပြရစီဒီလိုနဲ့မင်္ဂလာဆောင်တွဲပြီဆိုရင်တော့ဒီမှာကမင်္ဂလာဆောင်ကိုကျင်းလေသွားပြီးအဝအပြေစားတော့ပါရီဒီမှာကတော့မင်္ဂလာဆောင်လာဖိတ်မဲ့အချိန်ကိုပဲအမြဲတမ်းဆောင်ဆိုင်နေတတ်တာပါဒီလိုနဲ့ဒီပုံမျိုးဆိုအကုန်ဆုံးသွားခဲ့ပြီးတရမှာတော့အကိုဖြစ်သူကအင်ဂိုလာလေးခဲ့ပါရီသူကတော်တော်လေးလေးချမ်းသာပါရယ်ကဲဘလို့လဲအကိုရဲ့အခုရုပ်တရက်ကြီးကျမကိုတတိယသွားရပေါ့ငါရဲ့ချမ်းသာတဲ့အကိုလာလေးဆိုတော့ဝမ်းသာပါရယ်စင်ရော်ရီချမ်းသာရီပြောမနေပါနဲ့အရာအလုံးကဖရာသခင်ရဲ့သဘောဆန္ဒအတိုင်းပဲဖြစ်နေရာ အခုငါဒီမှာမင်္ဂလာဆောင်ဖိတ်စာလာပေးရနောက်လ15ရက်နေ့ကြာလို့ရှင်နော်မင်္ဂလာဆောင်တချင်ကြည့်လိုက်လေလာနိုင်တယ်ဆိုလို့ရှင်တော့လာခဲ့ပေါ့အကိုရဲ့ဘလို့ပြောလိုက်ကြလဲကျမတူလေးရဲ့မင်္ဂလာဆောင်ကိုကျမမလာဘူးဆိုတာကဖြစ်နိုင်ပါမလားကျင်းလေးလာမှာပေါ့ဟုတ်တယ်ဦးလေးရဲ့အကိုရဲ့မင်္ဂလာဆောင်ကိုကျင်းလေးပေါ့လာကြမှာပေါ့ကြည်ပါအောင်ငါ့ရဲ့ဒူမလေးရအတော်လေးအောင်မကြီးနေပြီပဲဟုတ်တယ်လေဦးလေးကတမီးတို့အိမ်ကိုလည်းလာမလဲဘူးတမီးတို့ကိုလည်းမခေါ်ဘူးဆိုတော့တမီးတို့အကြောင်းဘလို့သိမလဲနေ့တွေအကြာကြီးနေရောမှတွေ့ရတာဆိုတော့တမီးအရက်ရှိတာကိုပဲမြင်ရတော့မှာပေါ့ တူမလေးကအရန်ဆွာပါတယ်ပြောချင်တာပြောထည့်ပြလိုက်တဲ့အတွက်ဦးလေးဖြစ်သူလည်းပြောစရာမရှိတော့ပါဘူးသူလည်းမင်္ဂလာဆောင်ဖိတ်စာကိုပေးပြီးနောက်မှာတော့ပြန်သွားခဲ့ပါတယ်တကယ်မှာတော့ဦးလေးဖြစ်သူကတတော်လေးကိုမမနာထောင်လွှားပြီးတကူကောင်းဆန်တဲ့သူပါဒုက္ခရောက်နေခဲ့တဲ့အချိန်မှာလည်းညီမလေးကိုဘယ်တော့မှလှည့်မကြည့်ခဲ့ပါဘူးအရာကြောင့်တူနဲ့တူမလေးကတော့ဦးလေးဖြစ်သူကိုသဘောမချပါဘူး။ဦးလေးဖြစ်သူပြန်သွားတာနဲ့ဒါနဲ့သမီးကအမေကိုပြောပါရယ်။ဒါတော့အနေနဲ့မင်္ဂလာဆောင်ကိုသွားတင်လာမယ်။အမေမသွားချင်ဘူးသားလေး။ ဒါပေမဲ့အမျိုးတော်နေတော့သွားရမယ်ဘလို့မဆိုတူလေးကငါတို့ကိုစိတ်ဆိုးသွားမှာပေါ့အတော်တယောက်ထဲရှိတာတော့မင်္ဂလာဆောင်မလာဘူးဆိုရင်တော့ဖဲကောင်းမလဲဒီလိုနဲ့သူကလည်းခလေးရစ်ကိုခေါ်ပြီးမင်္ဂလာဆောင်ကိုသွားခဲ့ပါရီမင်္ဂလာဆောင်ကတိတ်ချကိုပြင်ဆင်ထားတာပါလူတွေအများကြီးကဝက်ပေါင်းစားလာတဲ့ဝက်ပြီးရောရှောင်းနေကြပါရီသူတို့အားလုံးအရှိမကာဂျယ်တို့မိသားစုကတော့တိတ်တိမ်သွားတယ်လို့ခန့်စားရပါရီအချိန်အတော်လေးကြာတဲ့အထိသူတို့ကိုဘယ်သူမှလာပြီးမနှုတ်ဆက်ကြပါဘူးဒါကိုတွေ့ခဲ့ရတဲ့အဆောင်တယောက်ကသူတို့ကိုမောင်းထုတ်ပါတော့တယ်ကာဂျယ်ကသူ့ရဲ့ဦးလေးကိုတွေ့သွားတဲ့အတွက်ဖန်ပြောပါရီဒီမဦးလေး ။သမီးတို့ကမောင်းထုံနေရဲ့လောင်းလေထားလိုက်ပါသူတို့ကအသိတွေလေ။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာအလုံးကတော့အံ့အားတင့်ကုန်ကြပါရဲ့။အဆက်ခွဲခံခဲ့ရတဲ့အတွက်ကြောင့်မို့လို့သူလည်းမနေသားတော့ပဲကလေးလေးကိုခေါ်ပြီးချက်ချင်းထွက်လာခဲ့လိုက်ပါရဲ့။သူတို့အိမ်ကိုပြန်လာခဲ့ပြီးအမေကငိုနေခဲ့တော့သားသမီးတွေကလည်းစိတ်မကောင်းတော့ပါဘူး။သမီးတို့ကများအသိတဲ့အမေရဲ့အမေကိုသူရဲ့ညီမလို့ပြောရမှာကိုတော့မှသူကအတော်လေးရှက်တယ်နဲ့တွေ့ပါရဲ့။တကယ်လို့အဆက်ခွဲမဲဆိုရင်လည်းဘာလို့ခေါ်နေသေးလဲ။ကလေးတွေဒေါသထွက်တာမှန်ပါရဲ့။အရင်နေ့မှအကိုဖြစ်သူကဒီလိုမလုပ်ခဲ့သင့်ပါဘူး။ ရင်းနေရာစပြီးမိခင်ဖြစ်သူလဲစိတ်မကောင်းဖြစ်ပြီးအိမ်ရတယ်လဲသွားခဲ့ပါရီအလောက်လည်းမသွားနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ပတ်စံလည်းမရှာနိုင်တော့ပါဘူးဒါဖြစ်သူကအလောက်ထွက်ရှာခဲ့ပါရီအမေကျွန်တော်အလောက်လောက်တော့မယ်အမေအလောက်တစ်ခုရခဲ့ပြီးအဲ့ဒီအလောက်ကိုလောက်ခွင့်ပေးပါဒါရဲ့အကြောင်းဆက်တတ်ပါအောင်မတတ်တော့ဘူးအမေရဲ့ကျွန်တော်အခုအလောက်ပဲထွက်လောက်ကြောင့်မယ်အိမ်မှာစားတော့ဖို့မရှိဘူးညီမလေးကလည်းငဲ့သေးတယ်အမေရလည်းနေမကောင်းဘူးဟုတ်ပါပြီဂျာနဲ့ပါအလောက်လဲလာစားရရောဘယ်လောက်ရမှာလဲဝေဂျာအလောက်ပဲ မင်္ဂလာဆောင်တွေမှာထမင်းတွေလိုက်ပြီးတော့ချပေးရမှာအဆင်ပြေတဲ့အမေရဲ့အခု loss ထားပဲလောက်ထားလိုက်မယ်အမေတည့်စကားကြားခဲ့ရတဲ့ခမမိသားစုဝင်တွေဝမ်းနဲ့ကောင်းကြပါရဲ့ဒါပေမဲ့မိသားစုဝင်တွေစားတောင်းနေထိုင်ဖို့အတွက်ပတ်စံကလည်းလိုသေးရမဟုတ်လားဒီလိုနဲ့အမေကလည်းဝိတ်တာအလုပ်လေးကိုလုပ်ခဲ့ပါရဲ့ကံညီမလည်းမင်္ဂလာဆောင်မတော်ရတာအယောင်ကြားနေပြီမလားအခုမောတွေအများကြီးမစားချင်တော့ဘူးလားတော်ပြီအကိုရဲ့မစားချင်တော့ဘူးဒီနေ့မင်္ဂလာဆောင်တစ်ခုသွားရမယ်။နင်ပါတခါလေးလိုက်ခဲ့။လူတွေကလည်းအများကြီးရှိနေမှာ။ဟုတ်တယ်။သမီးလေးရဲ့လိုက်သွားလိုက်လေ။နင်လည်းနည်းနည်းပြောသွားလိုက်မယ်။ ဒါပေမဲ့တဲရောက်တွေ့သွားလို့ရှင်ဘယ်လိုလုပ်မလဲဘယ်သူမှဘာမှမပြောဘူးတထင်းနဲ့တခါတည်းစကားပြောထားပြီးသားဒီလိုနဲ့ကာဂျယ်ကလည်းပြင်ဆင်ပြီးလိုက်သွားခဲ့ပါရီဘယ်လိုလဲအစာတောက်တွေကောင်းလားအစာတောက်တွေကတော့ကောင်းပါရီဒါပေမဲ့ပြင်ဆင်ထားတာမလှဘူး။သူမအခုလိုပြောလိုက်တဲ့အချိန်မှာပဲအနောက်မှာရှိနေတဲ့အမျိုးသမီးကတော့သူမကိုပြူးကြည့်နေခဲ့ပါရီ။တကယ်မှာတော့ဒီမင်္ဂလာဆောင်တစ်ခုလုံးကိုသူမကိုယ်တိုင်စီစဉ်ချထားပေးရပါ။ဒီမှာပြင်ဆင်မှုကဘာတွေများလိုအပ်နေလို့လဲ။အော်မဟုတ်တာလိုအပ်ချက်မရှိပါဘူး။သူကဒီလိုပဲ ခဏလေးရှင်ပစက်ကိုပိတ်ထားလိုက်ပါဟောမင်းကလေးနင်အခုနဘာပြောလိုက်ကြလဲခဏနေပါအမဘာတူလဲဒီမင်္ဂလာဆောင်တစ်ခုလုံးကိုငါကိုယ်တိုင်ပဲပြင်ဆင်ထားပေးရ။ဩကျမပြောချင်တာကလေသရိုသားနဲ့သရိုသမီးထိုင်မဲ့နေရာမှာထပ်ထားတဲ့ပန်းတွေကအဲ့ဒီနေရာနဲ့မလိုက်ခတ်ဘူး။အဲ့ဒီနေရာမှာအနီရောင်ပန်းလေးတွေဆိုရင်တော့ပိုတောင်းလာအောင်ပါ။ပြီးတော့တနေရာလောက်ကတော့ဓာတ်ပုံကိုကောင်းကောင်းရိုက်လို့ရတဲ့နေရာလေးရှိတဲ့နဲ့တနေရာမှာဓာတ်ပုံမကောင်းရိုက်လို့လည်းမရဘူး။ဒီမှာကတော့လိုအပ်ချက်တွေကိုပြပြလိုက်တဲ့အချိန်မှာ decoration လုပ်ပေးရတဲ့သူကသဘောကျနေပါရဲ့။ကာဇယ်ပြပြတဲ့ပုံစံအတိုင်းဒီမှာကအနှဲငယ်ပြပြခဲ့ပါရဲ့။ စိတ်ဝင်စားစရာပဲဒါနဲ့နေရပါအလုပ်လုပ်တာလေကျွန်မနာမည်ကာဂျယ်ပါဘာမှတော့မလုပ်ဘူးလေအိမ်မှာပဲထိုင်နေရဒါဆိုင်တော့နေငါနဲ့အတူတူအလုပ်လုပ်မလားတလားကိုငွေ2000ကျော်လားစပေးမယ်ဒီစကားကိုကြားပြရတဲ့အခါမှာမောင်နှမနှစ်ယောက်လောက်ခံအသိငုံကြပါရဲ့နောက်နေရစပြီးကာဂျယ်ကလည်းအလုပ်စတင်ဝင်ခဲ့ပါရဲ့တဖြည်းဖြည်းနဲ့ဒီမှာကမင်္ဂလာဆောင်အခြေကြီးတွေကိုစီမံခန့်ခွဲပေးပါရဲ့နင်အခုငါ့စီကအလုပ်ထွက်သွားတော့မယ်ဆိုတော့ငါအတော်လေးကိုဝမ်းနေမိတယ်နင်ကိုပိုင်စီးပွားရေးတခုစတင်တော့မယ်ဆိုတော့လေငါနေ့အတွက်ကုန်ယူပါရဲ့အရာအားလုံးကံကောင်းပါစေ တလားကိုငါအတော်လေးမင်္ဂလာဆောင်လေးဖဲထားပေးအောင်နော်ဒီအချိန်မှာကာဂျယ်ကလည်းသူ့ရဲ့တထေးကိုဖတ်ထားခဲ့ပါရီကာဂျယ်ကကိုဆိုင်တော့ခွဲထွက်ပြီးကိုမိုင်အလောက်တွေကိုလုံနေခဲ့ပါရီဒူမာကိုရိုင်းကလည်းမင်္ဂလာဆောင်စီစဉ်ပေးတဲ့သူတယောက်ဖြစ်သွားခဲ့ပါရီသူ့ရဲ့အကိုကိုလည်းသူနဲ့အတူတူအလုပ်လုပ်စေခဲ့ပါရီအစားအသောက်နဲ့ပတ်သက်တဲ့တာဝန်တွေအကုန်လုံးကိုတော့အမစ်ကတာဝန်ယူပေးနေခဲ့ပါရီမင်္ဂလာဆောင်အပြင်အစင်ပိုင်းကိုတော့ကာဂျယ်ကိုရိုင်းကလုပ်ပေးနေပါရီ ောင်နှမနှစ်ယောက်စလုံးကတော့အလောက်ကိုကြိုးစားရုံကလောက်ကိုက်နေကြပါတယ်။ပတ်စံတွေအများကြီးကိုလည်းရှောက်ခွေနိုင်သွားခဲ့ကြပါပြီ။ဒီလိုနဲ့နေ့လည်ငယ်ကြမြင်သွားခဲ့တဲ့အခါမှာတော့ဒါနဲ့အမေမေဟိုမှာဦးလေးမဟုတ်ဘူးလား။အေးဟုတ်တယ်လေဦးလေးပဲ။ဒီလိုနဲ့တာမီနှစ်ယောက်စလုံးကလည်းအဆောင်ကိုတပြောပါတယ်။အဆောင်ကတော့သူရဲ့ဦးလေးကိုဘယ်သူလဲဆိုပြီးတော့မေးနေခဲ့တာပါ။ပြီးတော့ဝင်ခွင့်လည်းမပေးပါဘူး။မဟုတ်ပါနဲ့ဒါကျမရဲ့မိသားစုဝင်ကျမရဲ့ဦးလေးပါ။ကျမရဲ့မိသားစုဝင်ပဲလေဝင်ခွင့်ပေးလိုက်။ဒါနဲ့ဘလို့လေဦးလေးရေအစင်ပြေးရလားကျမအကိုရေမင်္ဂလာဆောင်ကိုကျမအကောင်းမွန်ဆုံးပြင်ဆင်ထားပေးတယ် တခုခုလိုအပ်တာရှင်ပြောနော်အဆင်ပြေပါတယ်တမီးလေးရဲ့အရင်အားလုံးအဆင်ပြေနေရတော့အတော်လေးကိုစူးစမ်းရုံးကန်ခဲ့ရပါပဲဒါဆိုလို့ရှင်တော့ဦးလေးကြီးရေခုဘမပြင်ဆင်ထားရယ်နော်အစာတောက်တွေကိုလည်းအများကြီးလုပ်ထားတယ်ဆိုတော့တေချာစားတောက်ပြီးတော့မှပဲပြန်သွားကျောဆိုပြီးနောက်မှာတော့ဒရုန်းနှစ်ယောက်သားထွက်လာခဲ့ကြပါတယ်။အနောက်မှာကျန်နေခဲ့တဲ့ဦးလေးဖြစ်သူကတော့ရှက်ရွံ့လုံးလုံးညနာမဖော်ရဲတော့ပါဘူး။သူကပတ်စံအတွက်အရန်ကုံမောက်မှာထောင်သွားလွန်သွားတယ်ဆိုတာကိုသိပါတယ်။တစ်ဖက်မှာမိခင်ကတော့ပြောင်းရည်နေပြီးသူ့ရဲ့သမီးလေးကိုဖွာချခဲ့ပါတယ်။